င်အစီဘီလိုဖွဲ့စည်းလဲဒီအစီဘာကြောင်းအရေးကြီးလဲဒီပေါ်မှာမူတည်ပြီးတော့စူစစ်စန္ဒာက အမျိုးသမီးအတွက်ပြီးမြုပ်လားမပြီးမြုပ်လားဆိုတာဒီအစီကနေပြီးတော့အဖြေပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့အစီဘီလိုအလုပ်လုပ်လဲအစီဘီလိုဖွဲ့စည်းထားလဲဆိုတာသိဖို့တော့လိုအပ်ပါတယ်အခုဖော်ပြတဲ့ပုံကတော့အမျိုးသမီးအင်္ဂါစီရဲ့ပုံပဲဖြစ်ပါတယ်ဒီအစီမှာခေါင်းနဲ့သူ့ရဲ့လက်တန်သူ့ရဲ့ ိုခန္ဓာပေါ့နော်နှစ်ခုစလုံးဖွဲ့စည်းထားပါတယ်အမျိုးသမီးရဲ့အင်္ဂါကိုလန်ပြီးတော့ကြည်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီအစိအကိုအနေငယ်လေးလောက်ပဲတွေ့ရတယ်အခုအပေါ်မှာပြတ်ထားတဲ့ဥစ္စာဆိုလို့ရှိရင်အပေါ်မှာဝိုင်းထားတာထိတ်နားလောက်မှာပဲရှိတယ်ခေါင်းလေးနည်းနည်းလောက်ပဲမြင်ရတယ်ဒါကတော့ခုမျက်စိနဲ့မြင်ရတဲ့အပိုင်ပေါ့နော်ဂျန်တဲ့အပိုင်ကိုကြတော့တာမန်မျက်စိနဲ့မမြင်ရဘူးသူကတော့ ခန္ဓာကိုယ်အတွင်းထဲမှာဖုံးအုပ်ထားခြင်းခံရတဲ့အင်္ဂါရဲ့အတွင်းပိုင်းမှာတည်ရှိပါတယ်။ဒီအစီရဲ့အရှိကတော့6စင်တီမီတာကနေ7စင်တီမီတာဝန်းကျင်လောက်ပဲရှိတယ်။လင်စိတ်နှုတ်ကြွလာတဲ့အခါမှာတော့ဒီအစီကသွေးဆင်းဆင်းမှုတည်တအားများပြီးတော့အစီကပုံမှန်သေးကိုကြီးထွားလာပါတယ်။တချို့သူတွေဆိုလို့ရှိရင်အဲ့ဒီအမျိုးသမီးအင်္ဂါထိပ်ပိုင်းမှာရှိတဲ့ ကိုမျက်စိနဲ့မြင်နိုင်တဲ့ဒီအစီကတော့ပုံမှန်ထက်တိတိသားသားကြီးထွားလာတာလေးကို ရှိတဲ့ဒီအစီကဆော့ဆော့ကပြောသလိုအာယုံကြောခံစားမှုအများကြီးနဲ့ဖွဲ့စည်းထားတဲ့အဲ့ဒီအာယုံကြောကအမျိုးသမီးအင်္ဂါလန်ကြောင့် test အစပေါင်းများစွာပိုများပါတယ်။ဒါကြောင့်မို့လို့အမျိုးသမီးတွေပြီးမြောက်ဖို့အစီကအရန်ကိုအရေးကြီးတဲ့အစီအပိုင်းမှာပါဝင်ပါတယ်။ဘာကြောင့်လူတွေက ဒီမအင်္ဂါလန်းကျောင်းနဲ့အစီကိုပဲမဆက်ဆံဘဲနဲ့စအူကိုသွားပြီးဆက်ဆံကြလဲဆိုရင်တချို့သူတွေကဒီစအူကိုဆက်ဆံမယ်ဆိုလို့ရှိရင်ပြီးမြောက်ကြတာတွေရှိတယ်။အကြောင်းကတော့အခုဖော်ပြထားတဲ့ပုံကဒီမအင်္ဂါလက်တန်ပေါ့နော်အဲ့ဒီလက်တန်ကအတွင်းပိုင်းမှာရှိပြီးတော့တချို့အမျိုးသမီးတွေကိုစအူကနေဆက်ဆံမယ်ဆိုလို့ရှိရင်အဲ့ဒီအတွင်းပိုင်းမှာကြတဲ့အနောက်ဖက်ကြတဲ့မအင်္ဂါစီကိုသွားချပြီးတော့ နှိုးဆော်မှုတွေပေးတာမျိုးရှိတယ်။ခုနကပြောထားတဲ့အတိုင်းပဲအမျိုးသမီးတွေရဲ့စိတ်ကစိတ်ကြွလာတဲ့အခါမှာဆိုလို့ရှိရင်ပစ်စင်းမှုတွေများပြီးတော့ကြီးထွားလာတဲ့အပေါ်မှာတချို့အမျိုးသမီးတွေရဲ့အဲ့ဒီအစီအနောက်ဖက်ကြတဲ့အစီကစူလန်းချောင်းနဲ့ပူပြီးတော့နှိဆက်သွားတာတွေရှိပါတယ်။ဒါကြောင့်မလို့တချို့အမျိုးသမီးတွေကစအိုနဲ့ဆက်ဆံတဲ့အခါမှာသူတို့တွေကပြီးမြောက်ကြပါတယ်။ ဒီဟာကိုကြည့်မယ်ဆိုလို့ရှိရင်စူနဲ့ဆက်ဆန္ဒကအမျိုးသားတွေအတွက်ပဲမဟုတ်ဘူးတချို့အမျိုးသမီးတွေအတွက်တော့ပြင်းပြောက်တဲ့အတွက်ကြောင့်မလို့စူကိုရွေးပြီးတော့ဆက်ဆန်ကြတဲ့သူတွေရှိပါတယ်တချို့အမျိုးသမီးတွေအနေစုပေါ့နော်သူတို့တွေကမအင်္ဂါလန်းကြောင်းနဲ့ဆက်ဆန်တယ်ဆိုလို့ရှိရင်သူတို့လုံးဝမပြီးဘူးစူနဲ့ဆက်ဆန်မှပဲသူတို့တွေပြင်းပြောက်လာတဲ့သူတွေလည်းရှိပါတယ် အကြောင်းအရာကတော့အမျိုးသမီးတွေရဲ့အခန္ဓာကိုယ်ကတအိုးနဲ့တအိုးမတူညီဘူးဒီအဖွဲ့အစည်းမှုကလည်းပဲတအိုးနဲ့တအိုးမတူဘူးအကယ်၍အမျိုးသမီးတအိုးကသူ့ရဲ့အစီသူ့ရဲ့လက်တန်ကစအိုးကရှိတဲ့ဂျွတ်သားဒီအလုတ်လုတ်ပြီးတော့သူ့ရဲ့အနောက်ဖက်ကျတဲ့မအင်္ဂါစီကိုတွားပြီးတော့လုံးဆော်မယ်ဆိုလို့ရှိရင်ပြီးမြောက်မှုတွေရှိပါတယ်ဒါကတော့အမျိုးသမီးအားလုံးတော့မဟုတ်ပါဘူးပေါ့နော် ဒါကြောင့်မို့လို့စအိုကနေဆစ်ဆန်မယ်ဆိုလို့ရှိရင်တချို့အမျိုးသမီးတွေမှာပြင်းပြောက်မှုရှိတယ်ခံစားမှုရှိပါတယ်စအိုနဲ့ဆစ်ဆန်တာကအဲ့ဒီအစီကိုတွားချိမှပြင်းပြောက်လာဒါတော့မဟုတ်ပါဘူးတချို့သူတွေကလည်းပဲကြိုက်နေတက်တက်အပိုင်လည်းရှိပါတယ်အမျိုးသမီးဖြစ်စီအမျိုးသားဖြစ်စီစအိုဝင်းကျင်တဲ့ဝိမှာအယုံကြောများစွာနဲ့ဖွဲ့စည်းထားတယ်ဆိုတာလည်းသိဖို့လိုပါတယ်အဲ့ဒီအပေါ်မှာအဲ့ဒီအယုံကြောတွေ လှုပ်ရှားမှုပေးတယ်ဆိုလို့ရှိရင်လည်းပဲတချို့သူတွေကအဲ့ဒီအပိုင်းနစ်တက်တဲ့အပိုင်းရှိပါတယ်ဥပမာတချို့သူတွေဆိုလို့ရှိရင်ကိုယ်စပင်းသူများကြိုင်လို့နစ်တက်ကြတဲ့သူတွေရှိတယ်လို့မနစ်တက်တဲ့သူတွေလည်းရှိပြန်ပါတယ်ဒီလိုမျိုးစအိုမှာတွားပြီးတော့ကြိုင်တွေတာတွေလှုပ်ရှားမှုတွေလှုပ်တယ်ဆိုလို့ရှိရင်လည်းတချို့သူတွေကကြိုင်နေတက်ကြပါတယ်